အစိုးရကလူမှုအတွက်အင်အားလိုအပ်ချက်ရှော့ချဖို့မူဝါဒအသစ်ရေးဆွဲနေတယ်လို့သိရပါတယ်ဒီသတင်းကိုတော့ပြပြိုးကျော်ကပေးပို့ထားပါတယ်နော်နေပြည်တော်မှာချင်းပနေတဲ့မြန်မာ Global Investment Forum ရဲ့နောက်ဆုံးရဖြစ်တဲ့စက်တင်ဘာ14ရက်နေ့မှာဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့တမိုးနဲ့အင်အားတွေနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုအဓိကဆွေးနွေးခဲ့ပါတယ်တမိုးနဲ့အင်အားတွေကိုတိစောက်တဲ့နေရာမှာ နိုင်ငံသားကနေပြီးတော့ကုန်ချမ်းတွေတင်သွင်းရတာဖြစ်တဲ့အတွက်တန်ဖိုးကိုရှော့ချဖို့အခက်အခဲတွေဖြစ်နေပါတယ်။ရန်ကုန်မန္တလေးနေပြည်တော်မှာစမ်းသပ်ပြီးဆောက်လုပ်နေတဲ့တန်ဖိုးနဲ့အင်ယာတွေအခုနှစ်ကုန်မှာထွက်ရှိလာမှာဖြစ်ပြီးတော့ဒီတန်ဖိုးနဲ့အင်ယာတွေကိုရဲ့တန်ဖိုးကိုလည်းဒီနှစ်ကုန်မှာအတိအကျထုတ်ပြန်နိုင်မယ်လို့သိရပါတယ်။ ျွန်တော်တို့အစိုးရပိုင်မြေတွေနည်းနည်းလေးစီးပွားရေးရအချက်ချကြတယ်ဟိုဒီလိုနေရာဒီ commercial ဆောက်လို့ရှိရင် private sector တို့လုံနိုင်ကင်နိုင်မယ်ဆိုရင်သူ့ကိုဒီလိုမြေမျိုးတွေမှာဆောက်လုပ်ခွင့်ပေးပြီးတော့ဟိုဘက်မှာတမိုးတဲ့အင်အားတွေပြန်ထုတ်ပေးဖို့ဒါကျွန်တော်တို့ဆောင်ရွက်ဖို့တော့ဒါလည်း season နေပါတယ်ခုနကလည်းကျွန်တော်တို့တင်ပြသလိုပဲဒါနဲ့ပတ်သက်လို့တော့ conceptual stage ပေါ့ညှိနှိုင်းစဲပဲရှိပါသေးတယ်နော်ဘာကြောင့်လဲဆိုတော့ခုနကလို့ဒါကလည်းကိုတကယ်ထိချုပ်နိုင်ဖို့လိုတာပေါ့နော်ကျွန်တော်နိုင်ငံမှာလည်းတချို့ဒီလုပ်ငန်းတွေက ဒုစရနဲ့မသွားသေးဘူးကို ID နဲ့မသွားသေးဘူးပေါ့ဥပမာစင်ကာပူလိုနိုင်ငံမှာတော့လူတယောက်ကပတ်စံဘယ်ရောက်တယ်ဆိုတော့အကုန်လုံးကလိုက်ကြည့်လို့ရတယ်ကျွန်တော်ရှင်မှာလိုက်ကြည့်လို့မရအောင်နောက်တစ်ခါလူတယောက်ကအင်လာလျှောက်တယ်သူ့မှာတကယ်အင်ရှိမရှိကျွန်တော်တို့မှာစစ်ဆေးနိုင်တဲ့ data တွေမရှိသေးဘူးပေါ့ဟိုနိုင်ငံတွေမှာကတော့ဒီ ID solution ကအောင်မြင်တဲ့အတွက် transparency ရောခုနကလို manage လုပ်တဲ့အချိန်မှာရောပိုပြီးကောင်းတာလေးတွေရှိပါတယ်ဒီလို ID နည်းပညာကိုအသုံးဆွဲပြီးတကယ်လိုအပ်နေတဲ့ပြည်သူတွေကိုစနစ်ကျစီစစ်ပြီးတော့ စီမံဆောင်ရွက်ဖို့အတွက်အစိုးရဘက်ကလည်းမူဝါဒတွေချမှတ်ထားတယ်လို့သိရပါတယ်ဒီ forum ကလည်းဒါပါပဲဒီ investment တွေ capital mobilization ဝင်လာအောင်ကျွန်တော်တို့လုပ်ချင်တာ哦အဲ့တော့ဒါကတော့ financial institution တွေကဒီ housing finance ကိုတက်တက်တတာစီစဉ်ပေးနိုင်မယ်ကာလရှည်ရှည်စီစဉ်ပေးနိုင်မယ်ဆိုရင်ပြည်သူရဲ့ value အားလည်းတက်လာအဲ့ဒီမှာပြည်သူကလည်းစုဖို့လိုတာပေါ့ကျွန်နိုင်ငံတွေမှာဆို force saving ရှိတယ်မစုမနေရဟုတ်တယ်မလားအဲနောက်တစ်ခါ housing lottery ပေါ့နော်ကျွန်နိုင်ငံမှာရှိရယ်ထီပေါက်တာကိုပတ်စံမပေးဘူးထီပေါက်ထည့်လို့အိမ်ငန်းပဲရတယ်ဒါသည်လည်း အဆင်ပြေတာပဲလေကျွန်တော်တို့ဒီဘက်မှာလည်းဟိုအိမ်ထုတ်နိုင်တယ်လို့ဟိုဘက်မှာလည်းပြည်သူကလည်းအိမ်ရသွားတယ်သူ့ဘာသူမဲပေါက်တဲ့လူကလည်းအိမ်ရသွားတော့ပေါ့နော်အဲ့တော့ပြည်သူဘက်ကလည်းငွေစုဖို့လိုတယ်မြန်မာနိုင်ငံမှာနှစ်စဉ်အိမ်ရလိုအပ်ချက်ကြီးမြန်မာနေပြီမဲ့အစိုးရကတော့တန်ဖိုးနဲ့အိမ်ရကိုနှစ်စဉ်8000လောက်ပုံမှန်အားဖြင့်ထုတ်လုပ်သွားမယ်လို့သိရပါတယ်အခုဆိုရင်မြန်မာ Global Investment Forum မှာဆွေးနွေးခဲ့တဲ့ဆွေးနွေးမှုရလဒ်တွေအရအစိုးရတည်ရဲ့မူဝါဒတွေအားလုံးဟာလည်းဒီအိမ်ရလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှုအတွက်ကိုရည်ရွယ်ပြီးတော့ ပါဝင်တဲ့အဖွဲ့အစည်းအားလုံးပူးပေါင်းပြီးတော့လှုပ်ဆောင်သွားရမယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ကတော့ပြည့်ဖြူကြော်ပါအင်ချမ်းမေဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကိုအစိုးရမှုတဲ့အသင်းဖွဲ့ကတာဝန်ယူဆောင်ရွက်တာမဖြစ်တဲ့အကြောင်းရန်ကုန်တိုင်းအင်ချမ်းမေလုပ်ငန်းရှင်များအသင်းကပြောပါတယ်ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ခင်ဗျာပြည်တွင်းမှာအင်ချမ်းမေဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေပေါ်ထွက်လာဖို့အတွက် မြန်မာနိုင်ငံအင်ချမ်းပင်ဝန်ဆောင်မှုအသင်းဘော်ကတာဝန်ယူလှုပ်ဆောင်နေတာပါဒီဥပဒေမူကြမ်းကိုလွှတ်တော်မှာတင်ပြနိုင်ဖို့အတွက်လည်းပြည်ခဲ့တဲ့ရက်ပိုင်းကပဲဥပဒေမူကြမ်းစီစဉ်လည်လာတုံးသက်ရေးကော်မရှင်နဲ့အင်ချမ်းပင်အသင်းကတာဝန်ရှိတဲ့သူတွေနေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဥပဒေမူကြမ်းမှာအစိုးရမဟုတ်တဲ့အသင်းဘော်ကလုပ်ငန်းလိုင်စင်ကိုတာဝန်ယူပြီးဆောင်ရွက်ဖို့လိုတဲ့အကြောင်းထက်တွင်းထားတာဟာမဖြစ်သင့်ဘူးလို့ကိုယ်တိုင်တက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တူကထောက်ပြပြောပါတယ်ဒီနိုင်ငံတကာမှာကြည့်လို့ရှိရင်လည်းဒီ NGO တင်းတည်င်းကနေပြီးတော့ဒီလမ်းစဉ်ချုပ်ကန်ဖို့ခွင့် အာဏာမပေးထားပါဘူးเนาะ NGO တင်းနောက်မှာအများရန် government ဆိုတာရှိပါတယ်စင်ကူမာလည်းဒီလိုပါပဲဒီ degree college တွေရှိတယ်အင်ချမ်မီနဲ့ပတ်သက်ပြီးတော့ဒီ degree college တွေကို3လ6လတန်းတနစ်တန်းတက်ပြီးမှစာမူးပွဲဖြေရပါတယ်စာမူးပွဲအောင်တော့မှဒီအစိုးရကဒီထုတ်ပေးတဲ့ license ကိုရရှိပြီးတော့လောက်ကန်စားတော့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ပထမဆုံးပြောခဲ့တဲ့အနေနဲ့က ဒီလိုင်စင်ပေးဖို့ကအချိန်ဆောနေသေးတယ်။အဲ့ချင်ပြေကျူတာလုပ်ငန်းရှင်တူကလည်းလုပ်ငန်းလိုင်စင်နဲ့ပတ်သက်လို့အစိုးရအဖွဲ့အစည်းကသာလုံပိုင်ခွင့်ရှိတယ်နဲ့လို့ယူဆတယ်ကြောင်းပြောပါတယ်။အခုကတော့ဟိုအပြင်မှာပြောနေတဲ့ဇာတ်ကတော့အေးမြန်မာနိုင်ငံအချမ်းပြေဝန်ဆောင်မှုအတင်းရ UCP လုပ်မယ်လို့တော့တည်ထားတယ်။ဒါပေမဲ့တကယ်တမ်းဥစားကိုလိုင်စင်ဆိုရင်တော့အစိုးရဌာနမှာပဲဆောင်မှုများတယ်။ဒါဆိုသူတို့မြန်မာနိုင်ငံအချမ်းပြေဝန်ဆောင်မှုအတင်းဘဟုလို့လောက်ထားပြီနဲ့ သူကနေပြီးတော့တိုက်ထုတ်ပေးပိုင်ခွင့် license ရာကအစိုးရဌာနထုတ်ပေးมาရတာလေဟိုတပွဲအတင်းအပွဲတစ်ခုအနေနဲ့အတည်တံ့ထုတ်ပေးလို့တော့မရနိုင်ဒီရင် HMA လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် HMA ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာဥပဒေတရပေါက်ထွက်လာဖို့စူးစမ်းလုပ်ငန်းရှင်တွေကလိုလားမှုရှိပါတယ်ဒီပြင်ဥပဒေမူကြမ်းမှာအဓိကအဖြစ်အစိုးရတွေရဲ့အခွင့်အရေးကိုအပြည့်အဝကာကွယ်ပေးနိုင်ဖို့ ਨੇ နိုင်ငံတော်အတွက်အခွန်လင်းမှုမရှိစေရတဲ့ရည်ဆွဲထားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တိုင်စင်သတင်းပေးပို့ထားတာပါ ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာမြန်မာနိုင်ငံသားများဘဏ်ရဲ့ရှယ်ယာဈေးကငွေရင်းကျန်းကြီးဈေးအထိကျသွားနိုင်တယ်လို့ဈေးကွက်ကြေညာသူတွေကသုံးသပ်ပါတယ်။ကြော်စီကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာဝယ်ယူသူတွေမရှိသလောက်နည်းပါးလာတာကြောင့်ရှယ်ယာဈေးနှုန်းတွေကလည်းကျဆင်းလာတာပါ။လက်ရှိမှာတော့ FMI ရှယ်ယာဈေးကကျန်းကြီးဈေးငွေကျပ်2600အောက်ကိုကျဆင်းသွားပါပြီ။ဒီလိုဟာရှယ်ယာဈေးကလည်းကျန်းကြီးဈေးငွေကျပ်4000နောက်ကိုရောက်ရှိနေပါတယ်။ ဒါပေမဲ့လက်ရှိမှာမူရင်းကြံငင်းစေ6800အထက်မှာပေါက်ဈေးရှိနေတယ်မန်နိုင်ငံသမားဘန်ရှေ့ရဲ့ဈေးကလည်းဝယ်ယူသူတွေမရှိတော့လို့မူရင်းကြံငင်းစေအထိကျဆင်းသွားနိုင်တယ်လို့ဈေးကွက်ကြွန့်ကျင်သူတွေကသုံးသပ်ပါတယ်ညနေမှာဆိုရင်ကကိုတော့အောက်တော့ကြာတိုင်းတဲ့ဘက်ကိုဥတည်နေတယ်။သူကသူ့ဈေးရတော့သူဖွင့်ဈေးနဲ့တဆင့်မြင့်နဲ့88နာရောရောက်သွားမလားလို့ခံမှန်းရတော့ရန်ကုန်စတော့ရှယ်ယာဈေးကွက်ကိုရှယ်ယာရှင်အစ်တွေထပ်မံဝင်ရောက်လာတာတော့သိမရှိပါဘူးလို့ရန်ကုန်စတော့အချင်းကတာဝန်ရှိသူတူကပြောပါတယ်။ ဒါကြောင့်ရောင်းဝယ်ဈေးကွက်ကအေးနေတာပါတစ်ဖက်မှာဝယ်လို့ကကြာသွားပြီဆိုတာနဲ့ရောင်းလို့ကတစ်ဖက်မှာညားနေမှာဆိုတာစော်စီရတာကကြာရင်ရှိတယ်เนาะအဲ့တော့ဝယ်လို့ကလောက်များလဲအဲ့ပုံမူတည်တယ်နောက် customer တွေရောဘယ်ဈေးနဲ့ဆိုရင်သူပြန်ထုတ်ရောင်းတော့မလဲเนาะအဲ့ပုံမူတည်ပြီးတော့ဈေးကွက်ကပြောင်းလဲအများကြီးဖြစ်သွားနိုင်ပါတယ်ရှယ်ရှင်ချို့ကလည်းလက်ရှိမှာအယောင်းဝယ်လုပ်တာတွေကိုရပ်ထားပြီးဈေးကွက်ထက်ကိုအစ်ထက်မှန်ဝင်ရောက်လာမဲ့ရှယ်ယာအစ်တွေကိုစောင့်နေကြပါတယ် ရောင်းကုန်ပစ္စည်းများလာမယ်ဆိုရင်တော့ဒီရှယ်ယာသမားအတင်းခေါ်ရမလို့လာမှာဒီဝဲမဲ့ရောင်းမဲ့လူဒါဟုတ်ပဲချောင်းရင်တန်းတန်းနဲ့ပဲကုန်တယ်မှာဒါဟုတ်ပဲပြန်ချောင်းတာစတိမလာ14ရက်နေ့မှာတော့မနိုင်ခင်သမားဘန်ရှယ်ယာဈေးကငွေကျပ်900အဖက်မှန်ရှယ်ယာဈေးကငွေကျပ်18500တီလဝရှယ်ယာဈေးကငွေကျပ်4200ပေါက်ဈေးရှိနေပါတယ် ။ FM9 ရဲ့ Tilowa Share ဈေးတွေကဈေးကွက်နေထိုင်ရထပ်မံကျဆင်းဖို့အခြေအနေမရှိပေမဲ့မန်နိုင်ငံသမားဘန် Share ဈေးကတော့ငွေကျပ်8800ဝန်းကျင်ထိကျဆင်းနိုင်တယ်လို့ Share ရှင်တွေကသုံးသပ်ပါတယ်။ကျွန်တော်ကတော့ကြော်စီရပါ။